ောက်ကလာပါနေချင်းခရီးအတင်တော့တနစ်တာစန်းစာဖက်ရှုခြင်းအစီအစဉ်မှကျူဆိုပါရယ်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး39အငယ်1မှ25အဂရုပြည်နှင့်ဆိုင်သောဗျာဒိတ်တော်ကကြည့်ရှုတော့သာရဖျားသည်လင်မြန်သောမိုးတိမ်ကိုစီး၍အဂရုပြည်သို့ကြွားတော်မူ၏ရှေ့တော်၌အဂရုပြည်ရုတ်ထုစင်တူတို့သည်လှုပ်ရှား၍ ်အဂရုပြည်ဤနှလုံးသည်သူ၏အထဲမှာအရေးကြိုလျက်ရှိလိမ့်မည်အဂရုပြည်သားတို့သည်အချင်းချင်းတယောက်နှင့်တယောက်ယံပြုစီခြင်းကငါနိုးသောသဖြင့်သူတို့သည်ညီကိုချင်းတယောက်နှင့်တယောက်အိမ်နီးချင်းတယောက်နှင့်တယောက်တစ်မျိုးနှင့်တစ်မျိုးတနိုင်ငံနှင့်တနိုင်ငံစစ်တိုက်ကြလိမ့်မည်အဂရုပြည်ဤစိတ်သည်သူ၏အထဲမှာပြက်လိမ့်မည်သူ၏အကြံကိုလည်းငါဖြတ်မိသူတို့သည်ရုတ်ထုတို့၌၎င်းသူစားသောသူတို့၌၎င်း နတ်ဝင်နဲ့ဆုံးတော့နိုင်လကောင်းစီကဲကြလိမ့်မည်။အဂုရုပြည်သားတို့ကိုကြမ်းကြုတ်သောသခင်တို့လက်တို့ငါအပ်သဖြင့်ပြင်းထန်သောရှင်ပြန်တပါးသည်အုပ်ဆိုးလိမ့်မည်ဟု ကောင်းငင်ဘုရားသခင်အရှင်သာရဖျားမိန်တော်မူ၏။ထိုအခါပင်လေရေပြက်လိမ့်မည်။မြည်ရေလည်းရော့၍ခန်းချောင်းလိမ့်မည်။ချောင်းရည်များလည်းပုတ်ကြလိမ့်မည်။အဂုရုမြေလက်ကြားတို့လည်းရေပြက်၍ခန်းချောင်းသဖြင့်ကျူပေနှင့်ကိုင်းပင်တို့သည်ညွန်ွမ်းကြလိမ့်မည်။ မြင့်လက်ဂျာနာနှင့်ချောင်းဝနာမှာပေါက်သောမျက်ပင်အစရှိသောမြင့်နာမှာစိတ်သည်များတို့သည်ညှိုးနှံပြက်စီးပပျောက်ကြလိမ့်မည်။တံဃာတို့သည်ညှိတွားကြလိမ့်မည်။မြင့်၌ငါးများကိုခြားသည်များသောသူတို့သည်မိတမ်း၍ရေပေါ်မှာပိုက်ကုံကိုဖြန့်တတ်သောသူတို့သည်စိတ်ပြတ်ကြလိမ့်မည်။ပိုက်ဆံလုတ်သောသူနှင့်ဇာမျိုးကိုရက်သောသူတို့သည်လည်းအကျိုးနည်းရှိကြလိမ့်မည်။အမိတန်ကဲတို့သည်ပြက်၍အခစားသောသူအပေါင်းတို့သည် ညှိုးငယ်သောစိတ်ရှိကြလိမ့်မည်အကယ်စစ်ဇောနာမင်းတို့သည်အယူဖြစ်ကြ၏ဖာရောဘုရင်၏တိုင်ပင်မူမတ်တို့သည်မိုက်သောအကြံကိုပေးကြ၏ကျွန်တော်သည်ပညာရှိအမျိုးရှေးဘုရင်တို့အနယ်ဖြစ်ပါသည်ဟုဖာရောဘုရင်အားအဘယ်ကြောင့်ရှောက်ကြသနည်းသူတို့သည်အဘယ်မှာရှိကြသနည်းသင်၏ပညာရှိတို့သည်အဘယ်မှာရှိကြသနည်းကောင်းကင်ဘုရင်အရှင်ထာဝရဘုရားသည်အေဂုတုပြည်တစ်ဖက်၌အဘယ်သို့ကြံစီတော်မူသည်ကိုယခုပြောကြပါစေ။ ဖော်ပြကြပါစေ။ဇောနာမင်းတို့သည်အယူဖြစ်ကြပြီ။နောဘမင်းတို့သည်မှားယွင်းကြပြီ။အဂုရုပြည်အမျိုးနွယ်များကိုအုပ်သောအကြီးကဲတို့ကိုလည်းမှားယွင်းစေကြပြီ။ထာဝရဘုရားသည်အဂုရုပြည်အလယ်၌ရင်မှုသောသဘောကိုပြင်ဆင်တော်မူသဖြင့်ရင်မှုသောသူသည်မိမိအံပန်း၌လဲတကယ်သို့အဂုရုပြည်သားတို့သည်ပြုလေသများတို့၌မှားယွင်းကြပြီ။အဂုရုပြည်ဤဥကောင်းဖြစ်စေအမိဖြစ်စေစုံပလွန်လန်းဖြစ်စေတိုင်းမြင်ဖြစ်စေ ပြီးစီနိုင်သောအမှုအလင်းမရှိရထိုကာလ၌အဂရုလူတို့သည်မိမကဲ့သို့ဖြစ်၍ကောင်းကင်ဘိုးကြီးအရှင်သာရဖျားသည်သူတို့ပေါ်မှာလက်တော်ကိုလှုပ်ရှားတော်မူသောကြောင့်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ကောင်းကင်ဘိုးကြီးအရှင်သာရဖျားသည်အဂရုပြည်တစ်ဖက်၌ကြံစီတော်မူသောအကြံစီကြောင့်ယူရပြည်သည်လည်းအဂရုပြည်၌ကြောက်မက်ဖို့ဖြစ်လိမ့်မည်။ယူရပြည်ဟူ၍ယောဂါများနှင့်လူတိုင်းကြောက်ရွံ့ကြလိမ့်မည်။ထိုကာလ၌ အဂုရုပြည်တွင်မြို့၅မြို့တို့သည်ခါနန်ဘာသာစကားကိုပြော၍ကောင်းကင်ဘုရားရှင်သာရဖျား၏တစ္ဆာတော်ကိုခံကြလိမ့်မည်ထိုမြို့တို့တွင်တမြို့ကိုတူရိယာမြို့ဟု၍ခေါ်ဝေါ်ကြလိမ့်မည်ထိုကာလ၌အဂုရုပြည်အလယ်တွင်သာရဖျားကိုပူဇော်ရာရစ်ပလင်ရှိလိမ့်မည်ပြည်စောနာတွင်လည်းသာရဖျားဖို့အမှတ်တိုင်ရှိလိမ့်မည်ထိုမှတ်တိုင်သည်အဂုရုပြည်တွင်နမိတ်လက္ခဏာဖြစ်လိမ့်မည်ကောင်းကင်ဘုရားရှင်သာရဖျား၏တက်တည်လည်းဖြစ်လိမ့်မည် ကြောင်းမူကသူတို့သည်ညှင်းဆဲခြင်းကို ခံရသောကြောင့်သာရဖျားကိုအဟိကြသည်ရှိသောကဲ့တင်သောအရှင်အမှုဆောင်သခင်ကို သူတို့ရှိရာသို့ဆေလွတ်တော်မူ၍ထိုသခင်သည်ကဲ့တင်တော်မူ၏အဂုရုပြည်တွင်သာရဖျားကိုတည်ရကြသည်ဖြစ်၍ထိုကာလ၌အဂုတုလူတို့သည်သာရဖျားကိုတည်သောကြောင့်ပူဇော်တကာအလူဒါနာကိုစက္ကပ်၍ဝတ်ပြုကြလိမ့်မည်သာရဖျားရှိရ၌သစ္စာဂတိထား၍ထားသည့်အတိုင်းပြုကြလိမ့်မည် သာရဖျားသည်လည်းအကုရုပီကိုတန်ခတ်၍ခတ်ပြီးသောဒဏ်ရာကိုပျောက်စေတော်မူမည်။သူတို့သည်လည်းသာရဖျားထံတော်သို့ပြောင်းလဲကြသည့်ကာလသူတို့တောင်းပန်ခြင်းကိုနားထောင်၍ဒဏ်ရာကိုပျောက်စေတော်မူမည်။ထိုကာလ၌အကုရုပီမှသည်အာရှုရိပီတိုင်အောင်လမ်းတွင်လိုက်မည်။အာရှုရိလူသည်အကုရုပီသို့၎င်းအကုဒုလူသည်အာရှုရိပီသို့၎င်းသွားလာ၍အကုဒုလူနှင့်အာရှုရိလူတို့သည်တရင်တညွတ်သေးဝိပုကြလိမ့်မည်။ ထိုကာလ၌ဣသရေလအမျိုးသည်အဂဒုအမျိုးနှင့်၎င်းအာရှရိအမျိုးနှင့်၎င်းပေါင်း၍တတိယအမျိုးကြီးဟုသောမြေကြီးအလယ်၌မင်္ဂလာပြုသောအမျိုးဖြစ်လိမ့်မည်။ကောင်းကင်ဘုရားအရှင်သာရဖျားကလည်းငါဤလူအဂဒုအမျိုးငါပြုပြင်သောအာရှရိအမျိုးငါ၏အမွေဥစ္စာဖြစ်သောဣသရေလအမျိုးသည် မင်္ဂလာရှိစေတည်းဟုကောင်းကြီးပေးတော်မူလိမ့်မည်။ကျမ်းနာရသူအားလုံးပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။ င်ပုံရှင်အဖာဖျားသခင်ကိုရော်ဒီခသိန်းသောလူတို့ကိုအုပ်ဆိုးသောဓာရဖျားဖြစ်တော်ပါ၏ကိုရော်ဤတကူတော်ကိုပြတာပြီးလူများအားကိုရော်ကိုသိစေရန်အတွက် နေရအနှံ့ပြားတွင် ပြောင်းရွှေ့သွားလာတကဲ့သို့ယနေ့သာသမီတို့ဤကဘာတွင်တဖန်ပြောင်းလဲ၍စဉ်သက်ကြွလာလှုပ်ရှားသွားလာတော်မူပါမမာနာများမှာနှိတ်ချခြင်းယုတ်တုစင်တုကိုးွယ်မှုများမှာကိုရော့ထံတစ္ဆာရှိခြင်းတို့ ပြောင်းလဲစေဖို့ရန်အတွက်မဆပေးသနာတော်မူပါကိုယ်တော်စင်သက်ကြလာခြင်းကိုရောကုသပေးခြင်းကိုရောဤလှုပ်ဆောင်ခြင်းကိုရောဤတကိုးတော်အားဖြင့်မငြိမ်မသက်ဖြစ်နေသောတိုင်းနိုင်ငံများသို့စီစဉ်စေ၍လူမျိုးအလုံးငြိမ်းချမ်းစွာစီလုံးညီညွတ်စွာဖြင့်ကိုရောကိုကိုးခွေကြစေဖို့ရန်အတွက်ဝိညာဉ်တော်ဖျားမဆပေးသနာတော်မူပါမိကြောင်း တပါရီတော်သားတော်သခင်ယေရှုခရစ်တော်၏မြတ်သောနာမကိုအမိပြု၍ယိုသည်လင်းမြတ်စွာဖြင့်ဆုတောင်းဆက်ကပ်အနံပါတ်၏ဖခင်သခင်အာမင်တော်ရပြသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော ထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစု ပြုပါစေတော်ထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပြည့်တော်မူပါစေတော်တမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနတ္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ကျင်စုကျေစုသည်တင်းတို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်